မင်္ဂလာပါရှင်မေလာခုနှစ်ရဲ့ဗုဒ္ဓဘုနေ့အတွက်ရွှေရံကုန်ရဲ့လှုပ်လှုပ်ရှားရှားရံကုန်တည်င်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဥစွာတင်ဆက်ပေးမှာကတော့ရွှေရံကုန်စီရီတော်မြက်ကြီးတွင်52ကြိမ်မြောက်ကဆုံညောင်ရီတွန်လောင်းပူဇော်ပွဲကိုစီကားတိုက်မြိတ်စွာကျင်းပမယ်ဆိုတဲ့တဲ့တင်ရံကုန်မြို့ရှိလေးစုတပ်ပေါင်းရွှေရံကုန်စီရီတော်မြက်ကြီးရဲ့ 52ကျင်းမြောင်းမဟာဗောဓိကဆုံညောင်ရီသုံးလောင်းပူဇော်ပွဲကြီးကိုစီကားတပ်ပြန်စွာကျင်းပမှာဖြစ်တယ်လို့ရွှေတကုံစီတီတော်ဘန္နာအထင်ကောပကအဖွဲ့ထံမှသိရပါဗျ52ကျင်းမြောင်းမဟာဗောဓိကဆုံညောင်ရီသုံးလောင်းပူဇော်ပွဲကြီးကို1389ခုနှစ်ကဆုံလပြည်နေ့မေလ17ရက်တွင်နနက်9နာရီမှစတင်ပြီးစီတီတော်ရှင်ပြင်းအင်္ဂါတောင်းမဟာဗောဓိညောင်ပင်မှကျင်းပမှာဖြစ်ပါတယ် အဲ့ဒီနေ့တွင်ဖျားဖို့ပြည်သူများကရင်ပြင်းသောတောင်လေတောင်ရှိမဟာဗောဓိညောင်ပေးများတွင်ရွယ်ကူစွာညောင်ရီသုံးလောက်ပူဇော်နိုင်ရန်အတွက်ဗုဒ္ဓဝေယဝေစာအသင်းများနှင့်ဝန်ထမ်းများကကုသိုလ်ယူကုညီဆောင်ရွက်ပေးရန်စီစဉ်ထားရှိမှဖြစ်ပြီးယဟန်ရှင်လူပြည်သူများအနေနဲ့ပါဝင်ကုသိုလ်ပြုနိုင်မှကြောင်းသိရပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ထင်းပြီးဖြင့်ပဲပြုတ်ဦးတရားကနေအိမ်ချောင်းလုံးမိလောင်မှုလှိုက်တရားတွင်ဖြစ်ပွားတဲ့တဲ့။ ရန်ကုန်တိုင်းဒေသကြီးလှိုင်သာရအရှိပိုင်းမြို့နယ်ရွှေလင်းမန်းကျေးရွာရွှေနင်းစီလန်းတွင် မေလ6ရက်နေ့နဲ့အစောပိုင်းကထင်းမိဖြင့်ပဲပြုတ်ဦးတရာကနေကြန့်ရှိတဲ့မိချင်းမိချင်မတစင်ဝါထရံတို့မိကူဆက်ရာကနေအိမ်ချောင်းလုံးမိလောင်ဆုံရှုံခဲ့ကြောင်းသိရပါဗျ။မိနစ်30ကြာမြင့်တဲ့မိလာမှုကြောင့်နေအိမ်ချောင်းလုံးမိလောင်ဆုံးရှုံးခဲ့ပြီးလူထိခိုက်သေးဆုံးမှုမရှိကြောင်းသိရပါဗျ။ မိလာမှုကိုမိငိမ့်သက်ရင်9စီရည်သက်ရင်6စီကိုကဲမှုရင်10စီတန်ဒီအရန်မိသက်တက်ဖွဲ့ဝင်တရားခန့်ဖြင့်ငိမ့်သက်ခရာနနက်တနာရီ14မိနစ်တွင်မိငိမ့်သွားကြောင်းသိရပါတယ်ရှင်ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့ထဲမှာမိုင်းခွဲလှုပ်ကြံတပ်ဖြတ်ခြင်းတွေလုပ်ဖို့ပြန်ဝင်လာတဲ့ PDF ကိုကိုမြို့ဝင်စစ်ဆေးရေးဂိတ်မှာဖမ်းဆီးရမိတဲ့တဲ့ ရန်ကုန်မြို့အဝင်ထောက်ကျန်းလမ်းစုံမှာခရီးသွားကားတွေကိုစစ်ဆေးနေတဲ့အချိန်မေလ9ရက်နေ့မှာအမျိုးသမီး3အပါအဝင် PDF ကိုကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရမိတဲ့ PDF ကိုမှာ ကွန်ကားတစီဘော်ကယောက်ျားလေး6ယောက်နဲ့ကျန်အမျိုးသမီး3ကိုရောခရီးသွား Express ကားတစီဘော်ကနေဖမ်းဆီးရမိခဲ့တာလို့သိရပါဗျ။လက်ရှိအချိန်ထိ PDF အယောက်30ကိုဖမ်းဆီးရမိထားပြီးဖြစ်တယ်လို့သိရကဖမ်းဆီးရမိတဲ့အထက်ကအချို့မှာတော်ရဲကနေ PDF မလုံချင်တော့လို့ပြန်လည်ထွက်ပြေးလာတဲ့သူတွေလည်းပါဝင်နေတယ်လို့သိရပါဗျ။နောက်ထပ်တင်ဆက်ပေးမှာကတော့ဒါရိုက်တာဇင်အောင်မမောင်နေပြည်တော်မှာရင်တိုက်မှုဖြစ်ပွားတဲ့အတွက်စိတ်ယုံတင်ထားရတဲ့ဆိုတဲ့တဲ့ ရုပ်ရှင်ဒါရိုက်တာဇင်ယောမမောင်နဲ့အတူအမျိုးသား၃ဦးဟာနေပြည်တော်စပူတီတီမြို့နယ်စေယုံအနီးမှာ ရှင်တိုက်မှုဖြစ်လို့နေပြည်တော်ဂရင်တထောင်စေယုံမှာစေကူတာမှုခံယူနေတယ်လို့သိရပါဗျာ။အဆိုပါရင်တိုက်မှုဖြစ်စဉ်ဟာမေလ9ရက်ညနေပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီမတော်တဆဖြစ်စဉ်ကြောင့်ဒါရိုက်တာဇင်ယောမမောင်ဘယ်ဘက်ပောင်းလဲယူဂျူသွားခဲ့ပေမဲ့လည်းအသက်အန္တရာယ်တော့စိုးရင်စရာမရှိဘူးလို့တားဖြစ်သူမင်းသက်မမောင်ကပြောဆိုထားကြောင်းသိရပါဗျာ။ ဖြစ်စဉ်အတွင်းဆင်းရဲမမောင်းတဲ့အတူထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အခြားအမျိုးသား၃ဦးတို့ဟာလည်းဒဏ်ရာအနည်းငယ်စီသာရရှိခဲ့တာကြောင့်စိုးရင်စရာမရှိဘူးလို့သိရပြီးတော့ဒါရိုက်တာဆင်းရဲမမောင်းကတော့နေပြည်တော်ကရင်တထောင်ဆေးရုံမှာ operation ပြုလုပ်ပြီးဆက်လက်ကူတာဖို့စီစဉ်နေတယ်လို့သိရပါတယ်ရှင်။ပြည်သူများရှင်ကျမတို့ရှန်ကုန်မီဒီယာကနေရှန်ကုန်တိုင်းဒေသကြီးတွင်မှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးချင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးရရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပြည်သူများကိုကျေးဇူးတူးတင်ရှိပါတယ်ရှင်။